်အင်္ဂလာပါရှင်ဂျောလာ6ရက်နေ့မနက်ပိုင်းအတွက်ပြပို့ထားတဲ့မလူဝတာအခြေအနေခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါရောင်းမယ်စပန်လိုမအောင်ပါရှင်ပြပို့ထားတဲ့ဂျေရုတေယုံမှာကြည့်မယ်ဆိုတော့ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာကတိမ်ထူတဲ့နေရာကိုတွေ့ရပါတယ်ကြံဘင်္ဂလားပင်လယ်အော်မှာဆိုရင်တော့တိမ်အထင်အထင်ဖြစ်တော့နေပါတယ်ရှင်မြန်မာနိုင်ငံပေါ်မှာကြည့်မယ်ဆိုရင်တော့မြန်မာနိုင်ငံရဲ့ဒီတောင်ပိုင်းဒေသတွေမှာဆိုရင်လည်းတိမ်ထူတဲ့နေရာကိုတွေ့ရပါတယ်ကျန်တဲ့ဒေသတွေမှာဆိုရင်တော့တိမ်အထင်အထင်ဖြစ်တော့နေရာကိုတွေ့ရပါတယ်ရှင် ဒေတိုင်းနှုတ်ချီနေခမှန်းချက်အနေနဲ့ကတော့ရခိုင်ကဲရမ်းမှာတနာယီကို15မိုင်ကနေ18မိုင်နှုတ်မြဝကျွန်မော်နဲ့မော်နက်တန်လိုက်ကဲရမ်းမှာဆိုရင်တော့တနာယီကို18မိုင်ကနေပြောမိုင်20နှုတ်လေးတိုက်ခတ်နိုင်ပါရဲ့ရှင်။ဆက်လက်ပြီးတော့မြို့ကြီးတွေအတွက်မလို့တာအခြေအနေခမှန်းချက်တွေကိုလည်းတင်ဆက်ပေးပါအောင်မယ်။စစ်တွေမကွေ ပသိမ်း၊ရန်ကုန်၊ပဲခူး၊မော်လမြိုင်၊ဖအံ၊တဝယ်စတဲ့ဒီမြို့ကြီးတွေအားလုံးလုံးလုံးမှာဆိုရင်လည်းမိုးရွာသွန်းနိုင်တယ်လို့ခန့်မှန်းထားပါရယ်။ရန်ကုန်မှာတော့နေရာကွက်ကြားနဲ့ကျန်တဲ့မြို့ကြီးတွေမှာဆိုရင်တော့နေရာဆက်စိတ်ကနေနေရာကျကျမိုးရွာသွန်းနိုင်တယ်လို့ခန့်မှန်းထားပါရယ်ရှင်။ဆက်လက်ပြီးတော့ကျန်တဲ့မြို့ကြီးတွေအတွက်လည်းမိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါအောင်မယ်။ ဟာခာ မုံရွာမြစ်ကြီးနာမန္တလေးလာရှိုတောင်ကြီးဟဲဟိုးနဲ့လိုက်ကောစားတဲ့ဒီမြို့ကြီးတွေအားလုံးလုံးလုံးမှာဆိုရင်လည်းမိုးရွာသွန်းနိုင်တယ်လို့ခန့်မှန်းထားပါရယ်မန္တလေးမှာတော့နေရာကွက်ကြားနဲ့ကျန်တဲ့မြို့ကြီးတွေမှာဆိုရင်တော့နေရာစိတ်ကနေနေရာကျကျမိုးရွာသွန်းနိုင်ပါရယ်ရှင်မိုးချိန်အချိန်နဲ့ခန့်မှန်းချက်အနေနဲ့ကတော့ရခိုင်ပြည်နယ် AR တိုင်းတနင်္လာရီတိုင်းမွန်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာဆိုရင်တော့20မီလီမီတာကနေပြီးတော့အမြင့်ဆုံး80မီလီမီတာဝန်းကျင်လောက်ထိရှိနိုင်တယ်လို့ခန့်မှန်းထားပါရယ်ရှင် နေပူချိန်အခြေအနေခန့်မှန်းချက်အနေနဲ့ကတော့ချင်းပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်နဲ့တနင်္လာရီတိုင်းတို့မှာဆိုရင်တော့23ကနေပြီးတော့30ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ကျန်တဲ့ဒေသတွေမှာတော့31ကနေ39ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။မြမပင်လယ်ပြင်အခြေအနေခန့်မှန်းချက်အနေနဲ့ကတော့မွန်တနင်္လာရီကဲရက်နဲ့ကမ်းလွန်ပင်လယ်ပြင်တွေမှာလှိုင်းကြီးနိုင်ပါတယ်ရှင်။လှိုင်းမြင့်ပေးရတော့ ခုနှစ်ပေလောက်ထိမြင့်တက်နိုင်ပြီးတော့ကျွန်တော်မြန်မာကင်မရာနဲ့ကမ်းလွန်ပင်လယ်ပြင်မှာတော့လှိုင်းအသင့်တင်ရှိနိုင်ပါတယ်။မန်လေးမြို့တွက်ခတ်မှန်းချက်အနည်းငယ်ကတော့လာမယ့်9ရက်မှာနေရာကွက်ကြမွတ်ချုံရွာသွန်းနိုင်ပြီးတော့အမြင့်ဆုံးပူချိန်ကတော့39ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ရန်ကုန်မြို့တွက်ခတ်မှန်းချက်ကတော့လာမယ့်9ရက်မှာနေရာကွက်ကြမွတ်ချုံရွာသွန်းနိုင်ပါတယ်။အမြင့်ဆုံးပူချိန်ကတော့31ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ နေပြောထွက်ခမန်းချက်ကတော့လာမယ့်9ရက်မှာနေရာဆက်စိတ်ကနေနေရာကြဲကြဲမိုးရွာသွန်းနိုင်ပါတယ်အမြင့်ဆုံးပူချိန်ကတော့31ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်တယ်လို့ခမန်းထားပါတယ်ရှင်အခုဆက်လက်ပြီးတော့အာရှဒေသမှာရှိတဲ့မျိုးကြီးတချို့ရဲ့မိုးလေဝသအခြေအနေခမန်းချက်တွေကိုဆက်လက်တင်ဆက်ပေးပါအောင်မယ်ရှင်ကျေးဇူးတင်ပါတယ်